ျမတို့ဗုဒ္ဓဘာသာရဲ့အကြောင်းပြောကျမတို့ဗုဒ္ဓဘာသာကတကယ်ကိုလုံမယ်ဆိုရင်တကယ်ကိုအစွမ်းထက်တယ်အစွမ်းထက်တဲ့ဟာတွေအများကြီးရှိတယ်ဂါထာတွေဆိုရင်လည်းဒီတိုင်းမြေဖရာရဲ့ဂါထာတွေပါတယ်သူ့ပြင်မဲ့အဲ့ဂါထာတွေတည်းမှာအရန်အစွမ်းထက်တဲ့ဂါထာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဟိုဗာနစ်သားသမီးကိုဘယ်ဂါထာလေးပေးလိုက်ရင်ဘလို့အစွမ်းထက်တာပေါ့အဲအဲ့လိုမျိုးအဲ့ကျမတော့အဲ့လိုမျိုးလေးတွေပေါ့ရေရေဟာဆိုရင်တော့အဲ့လိုပေါ့ဂါထာတွေပေးတယ်အဲ့အဲ့လိုမျိုးပေါ့ဟိုကိုပေါ့ဟိုနည်းနည်းခုနိဖြစ်မဲ့ဟာလေးတွေပေးတယ်တိတ်အ ဆင်းရှိတဲ့ဟာကြတော့လေအခက်ခဲရှိတဲ့ရေတွေ ਆ ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့ဟုတ်တယ်ပြောရဲကနေဒါနိုင်ငံအမျိုးသမီးဆိုရင်အာရမ်းယုံနေတိုင်းဒက်စင်လေးတွေလုတ်တယ်ကျမဗဒိယအစားကျမ ဒါနိုင်ငံခြားသားတော့တချို့နိုင်ငံခြားသားတွေကမလို့ရုံ။ तू ကတအားယုံတာပဲကျမ။ဗဒီးဆိုရင်လည်းကျမဝယ်ပြီးတယ်ဗဒီးမှာ။အဲ तू ကအဲ့လိုစိတ်တယ်အဲ့လိုကိုနေပြတယ်ပေါ့။ဟိုကအနည်းဆုံးတစ်ပတ်ဆက်ချင်းစိတ်အဲအများဆုံးကတော့ကိုစိတ်နှံတလောက်စိတ်ပေါ့နော်။အရဟံဒါကတော့ခုနှစ်ရက်သားသမီးအကုန်လုံးပေါ့နော်မြန်မာတိုင်းနိုင်ငံတော့ဒီကနိုင်ငံပေါင်းစုံမှာရှိတယ်လေကျမတို့ဗုဒ္ဓဘာသာလူမျိုးခုနှစ်ရက်သားသမီးတွေအများကြီးရှိကြတယ်။ နေစပြီးတော့အမမာတော့လေကျမတို့ကဒီနှစ်ကဒီနှစ်က2025ခုနှစ်မှာသူကဗုဒ္ဓဖူးနံနဲ့ဗုဒ္ဓဖူးနေ့ကိုစပြီးတော့ကြာရောက်တယ်ဗုဒ္ဓဖူးနေ့ပေါ့နော်ဗုဒ္ဓဖူးနေ့နဲ့စပြီးတော့စတဲ့နှစ်ပေါ့ဗုဒ္ဓဖူးနေ့နဲ့စပြီးတော့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ခုနှစ်ရသားသမီးတွေအားလုံးခုနှစ်ရသားသမီးကလူပေါ့လူဆိုတာဗုဒ္ဓဖူးနံဗုဒ္ဓဖူးနံဖြစ်တဲ့အတွက်ကြောင့်မလို့လူဗုဒ္ဓဖူးနံပြီးတော့ဗုဒ္ဓဖူးနံနဲ့ပတ်သက်တဲ့ ရှူဝေတို့ပါလို့ပေါ့နော်အဲအဲ့ဒါတွေဆိုလို့ရှိရင်တော့ तू อ่ะမကြသွားဘူး तू တက်မဲတက်မဲတက်ပဲတက်မဲကြသွားလဲဆိုတာမရှိဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေရှိတယ်နောက်တစ်ခုကကြတော့ ခုနှစ်ရက်သားသမီးတဲ့မှာမှာဗုဒ္ဓဘူးသားသမီးပေါ့ဗုဒ္ဓဘူးသားသမီးဆိုတာတော့မြန်မာတနိုင်ငံလုံးတကဘာလုံးပေါ့အဲတကဘာလုံးခေါ်မှာပေါ့နော်နိုင်ငံပေါင်းစုံမှာဗုဒ္ဓဘူးသားသမီးတွေရှိကြတယ်ပေါ့နော်အဲ့ဒီမှာမှာသူကယာဟုသားသမီးပေါ့နော်ယာဟုသားသားသမီးနဲ့ဗုဒ္ဓဘူးနဲ့ကိုက်ညီတယ်ပေါ့အတူတူပဲလေအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီယာဟုသားသမီးဗုဒ္ဓဘူးသားသမီးစီကိုကံနည်းနည်းညံ့နေပေါ့အဲ့ကံညံ့တဲ့အတွက်ကြောင့်မလို့အလွယ်တကူဆုံးအလွယ်ကူဆုံးရေရရာကတော့ပေါ့နော်ကျမတို့ရေရတော့လွယ်ကူတာပေါ့နော်အဲ့ဒါအလွယ်ကူဆုံး ုံးကျမရေတရားလေးကိုပို့ရေတန့်ဘူးတစ်လုံးမှာကိုယ့်ရဲ့နာမည်လေးကိုရေးထိုးအဲအဲ့လိုဗုဒ္ဓဘူးသားသမီးရဲ့နာမည်ပေါ့နော်ဗုဒ္ဓဘူးသားသမီးရဲ့နာမည်လေးကိုစော့ပင်နေပဲဖြစ်ဖြစ်ဒီလိုဘောပင်နဲ့တော့ရေးလို့မရဘူးစော့ပင်နဲ့ပဲဖြစ်ဖြစ်သို့မဟုတ်လို့ရှင်ခဲတံနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးရေးမယ်ရေးပြီးသွားလို့ရှင်ခုနဖျားစင်ပေါ်မှာဒါတစ္ဆာပြုတ်ပြီးတော့ကိုယ့်ရဲ့လုတ်တဲ့အဟာပေါ့နော်ကိုယ့်ရဲ့ဒီကနေ့ပြုတ်တဲ့ကောင်းမှုကုသိုလ်တစ္ဆာတစ်ခုခုပေါ့အဲ့ဒါကိုမှန်တဲ့တစ္ဆာပေါ့အဲ့ဒါလေးကိုပြုတ်ပြီးတော့ လှူပေးပါဒါကဗုဒ္ဓဘုရားသမီးတွေဒီနှစ်ထဲမှာညက်တဲ့လူကတော့ဗုဒ္ဓဘုရားသမီးပဲများတယ်ပေါ့နော်ဗုဒ္ဓဘုရားသမီးရဲ့ယာဟုသားသမီးပေါ့တို့ဗီမယ်လို့ဗုဒ္ဓဘုရားသမီးယာဟုသားသမီးတိုင်းနဲ့မညံ့ပါဘူးသူကဘာလဲဆိုတော့ခုနှစ်တက္ကရီတည်းကလွဲတယ်လို့ကနေတူပေးမယ်ဟိုအချိန်နာရီလွဲမယ်ခုနှစ်တက္ကရီလွဲမယ်ပေါ့နော်အဲ့လိုခုနှစ်တက္ကရီအချိန်နာရီလွဲတဲ့အတွက်ကြောင့်သူရဲ့ကံကြမ္မာမှာလဲ အမျိုးမျိုးတွေပြောင်းကြရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိပါတယ်ရှင်အဲ့လိုပုံစံမျိုးအဲဒီနှစ်ထဲမှာအကောင်းဆုံးကတော့လေဟိုအကောင်းဆုံးသာသမီပေါ့နေ့နဲ့ပေါ့နော်နေ့နဲ့အကောင်းဆုံးသာသမီကစနေရဲ့သူကတနင်းငွေရဲ့နောက်ပြီးတော့တနင်းလာရဲ့စနေတနင်းငွေတနင်းလာအဲကြာတာပဲအဲအဲ့နေ့သာသမီတွေကတော့ တော်တော်များများကံကောင်းကြတယ်ပေါ့ကံကောင်းတဲ့ထဲမှာပါတယ်ပေါ့အဲနည်းနည်းသူတို့ညံ့မယ်ဆိုရင်လည်းနည်းနည်းပပပဲသူ့ဗေမဲ့အဲအရေရာလေးတွေပေါ့နော်အရေရာလေးတွေလှုပ်ပြီးတော့လှုပ်မယ်ဆိုရင်လည်းသူတို့က ကန့်အညံ့တွေကပပြောက်တယ်ပေါ့အဲအဲ့လိုမျိုးတွေတော့ရှိပါလေရှင်အဲ့ဒါကိုသူတို့ကတင်းငငွေသားသမီးဆိုလို့ရှိရင်အုံညွတ်ခွန်းညွတ်အဲအဲ့လိုပေါ့ခန့်ကောခွန်းညွတ်အဲအဲ့ဒါလေးတွေကိုအိမ်ဖေးအားမှာကတ်လူပေးရမယ်တင်းလာသားသမီးဆိုလို့ရှိရင်တော့ကောက်နှင်းစီတမင်းအဲသုံးဟုတ်ရင်ကောက်နှင်းပေါင်းပေါ့ကောက်နှင်းစီတမင်းကတော့ကိုကောင်းတာပေါ့နော်အဲအတင်းလာသားသမီးကအဲ့ဒါတဒအလွယ်ကူဆုံးဟိုရေတရာလေးတွေကိုပေါ့နော်ကျမကတော့သူတို့လုံနိုင်အောင်လို့ပြောပြတာပေါ့အဲ့ တနင်္လာသားသမီးဆိုအဲ့လိုမျိုးလေးတွေလှူပေးပါအိမ်ဖေရမှာတောက်တော်ကြီးကတော့မနေ့တစ်ချိန်ညတစ်ချိန်ပေါ့နော်ဖေရကိုကိုလည်းပဲဟိုပါပေါ့တောက်တောက်ကြီးကအများနဲ့တောက်နေတဲ့အတွက်ကြောင့်မလို့ဖေရကိုလည်းပဲတောက်တော်ကြီးကိုမနေ့တစ်ချိန်ညတစ်ချိန်ဒါမျိုးလေးတွေပေါ့နော်လှူပေးမယ်ဆိုရင်လည်းပဲအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုအင်္ဂါသားသမီးအင်္ဂါသားသမီးကတော့ဇီးယူ ဇီးရိုလှူဇီးရိုလှူခြင်းလှူဇီးရိုမလှူလို့ရှိရင်လည်းပဲသူစော်စိမ့်ပန်းပေါ့နော်စော်စိမ့်ပန်းဆိုလို့ရှိရင်ကျမတို့ဒါလေးတွေကပေါ်ပါတယ်စော်စိမ့်ပန်းလေးတွေကအဲ့ဒါလေးကိုပေါ့နော်တညွတ်မဲ့ဖြစ်ဖြစ်အဲတညွတ်မဲ့တက်နိုင်တက်နိုင်တညွတ်မဲ့တက်နိုင်တက်နိုင်ပေါ့နော်ဇီးရိုဆိုလို့ရှိရင်လည်းထုံးနီးတူစွာပဲတထုပ်ပဲတက်နိုင်တက်နိုင်နှစ်ထုပ်ပဲတက်နိုင်အဲ့ဒါလေးကိုဖောက်ပြီးတော့ပကံများလေးတွေမထည့်မယ်ပေါ့နော်ထည့်ပြီးတော့အဲ့ဒါလေးကိုအိမ်ဖေကမှလှူပေးပေါ့နော်အဲ့လိုမျိုးလေးလှုပ်ပေးအခုနောက်တော့ဗုဒ္ဓဘုရားသမီးကတော့ပြောပြီးပြီဆိုတော့ကြာသာပတိသာသမီးပေါ့ကြာသာပတိသာသမီး ီးရတော့ကျမတို့ပေါက်ပေါက်ပွင့်ပေါ့နော်ပေါက်ပေါက်စုတ်တော့မပြောနဲ့စုတ်ရုပ်မယ်အဲ့လိုတော့သူအတိတ်နဲ့မိတ်ပေါ့နော်ကျမတို့ကဒီလိုပေါ့ဝိဇ္ဇာဓာတ်နဲ့ဒီလိုဟိုဟာတော့ဆိုတာဒါပုပ်ကို ဓာတ်ခေါ်တာပေါ့နော်ပုပ်ကူဓာတ်ကြတော့ပုပ်ကူကြတော့အဲ့လိုဟာမျိုးလေးဟိုနေပြီနောက်မာလကာသီမာလကာသီကိုကြတော့ကျမတို့ကမာလကာသီလို့မပြောရဘူးယံကာသီလို့ပြောရမယ်သူကယံအပေါင်းကိုကာကွယ်တယ်ဆိုတဲ့အနေနဲ့ပေါ့နော်ကျမတို့ကဒါပုပ်ကူရဲ့စကားပေါ့အဲအဲ့လိုမျိုးပေါ့ယံကာသီတော့မဟုတ်ရင်မာလကာသီမာလကာသီယံကာသီပြောပေါ့နော်အဲ့လိုမျိုးကိုလှူပေးရမယ်နောက်တစ်ခုကမေမြို့ပန်းမေမြို့ပန်းဆိုတဲ့ကိုဘလိုပဲဖြစ်ဖြစ်ပေါ့ပနဲ့ခက်ပဲဖြစ်ဖြစ်ကိုနိုင်တဲ့လောက်ကလေးပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးလေး လုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးပြီးတော့ လှူပေးမယ်ပေါ့နော်ဖះကိုအဲ့လိုမျိုးလေးလှူပေးမယ်နောက်တစ်ခါကကြတော့တောက်ကြသားသမီးတောက်ကြသားသမီးကတော့လွယ်ပါလေသပြေကတော့ပိုးတယ်အဲ့သပြေတညွမဲ့တက်နေတက်နေနှစ်ညွမဲ့တက်နေတက်နေမောတောက်ကြသားသမီးမောတောက်ကြသားသမီးသပြေလေးနဲ့လှူပြီးတော့ဆူတောင်းပေးပေါ့နော်ကိုလိုချင်တဲ့ဆူလေးကိုတောင်းနေ့တိုင်းလေးအဲ့လိုမျိုးလေးလှုပ်ပေးနိုင်ရင်တော့ဟောဒီလိုပိုကောင်းတာပေါ့နော်ဒါပေမဲ့အလွယ်ကူဆုံးပေါ့နော်အလွယ်ကူဆုံးခုနှစ်ရက်သားသမီးတွေအကုန်လုံးအလွယ်ကူဆုံးပတိစိန်ကြီးရတော့အရဟံပါပဲเนาะအရဟံဂုံတော်ကို ဥပမာကအ ਨੇ ဆုံးတပတ်စိတ်ချင်းစိတ်အဲအများဆုံးကတော့ကိုစိတ်နှံတလောက်စိတ်ပေါ့နော်အရဟံဒါကတော့ခုနှစ်ရက်သားသမီးအကုန်လုံးပေါ့နော်မြန်မာတနိုင်ငံတို့ဒီကနိုင်ငံပေါင်းစုံမှာရှိတယ်လေကျမတို့ဗုဒ္ဓဘာသာလူမျိုးခုနှစ်ရက်သားသမီးတွေအများကြီးရှိကြတယ်အဲအဲ့ခုနကတော့ပြောတဲ့ကနေဒါနိုင်ငံအမျိုးသမီးဆိုရင်အာရမ်းယုံနေတိုင်းတက်စင်နေတဲ့လှုပ်တယ်ကျမဗဒိယအစားကျမ ဒါနိုင်ငံခြားသားတော့တချို့နိုင်ငံခြားသားတွေကမလို့။ तू ကတအားယုံတာပဲကျမ။ဗဒီးဆိုရင်လည်းကျမဝယ်ပြီးတယ်ဗဒီးမှာ။အဲ့တူကအဲ့လိုစိတ်တယ်အဲ့လိုဟိုနေပြတယ်ပေါ့အဲ့လိုမျိုးဒီပတိပိုင်စိတ်တတာကျမဒီလိုပေါ့ဒီကျမတို့ဗုဒ္ဓဘာသာရဲ့အကြောင်းပြောကျမတို့ဗုဒ္ဓဘာသာကတကယ်ကိုလုံမယ်ဆိုရင်တကယ်ကိုအစွမ်းထက်တယ် အစွန်းထက်တဲ့ဟာတွေအများကြီးရှိတယ်။ဂါထာတွေဆိုရင်လည်းဒီတိုင်းပဲဖရာရဲ့ဂါထာတွေပါပဲ။သူ့ဘီမဲ့အဲ့ဂါထာတွေထဲမှာအရန်အစွန်းတက်တဲ့ဂါထာတွေရှိတယ်ပေါ့နော်။အဲ့လိုမျိုးဟိုဗာနစ်သားသမီးကိုဘယ်ဂါထာလေးပေးလိုက်ရင်ဘလို့အစွန်းထက်တာပေါ့။အဲအဲ့လိုမျိုးအဲ့ကျမတော့အဲ့လိုမျိုးလေးတွေပေါ့ရေရေဟာဆိုရင်တော့အဲ့လိုပေါ့ဂါထာတွေပေးတယ်။အဲအဲ့လိုမျိုးပေါ့ဟိုကိုပေါ့ဟိုနည်းနည်းခုနင်းဖြစ်မဲ့ဟာလေးတွေပေးတယ်။တိတ်အခက်ခဲရှိတဲ့ဟာကြတော့လေအခက်ခဲရှိတဲ့ရေရေဟာပေါ့နော်။အဲအဲ့လိုမျိုးလေး